ဧရာဝတီတိုင်းဘူကလေးမြို့နယ်မင်းမလာကျုံဘေးမဲ့ဒီတော်ရီထဲမှာဥဒေမဲ့၅ရှာဖွေသူတွေကိုငွေကြေးယူပြီးခွင့်ပြုထားတာကြောင့်မိเจ้าနေနေတိုင်းစက်စားဖို့နေရာရှာပါတာနဲ့အဆောင်ကွင်းဆက်ပြတ်တာတွေကြောင့်လူများနေထိုင်ရာကိုရောက်ရှိပြီးအနေပေးအထိဖြစ်လာတယ်လို့ဒေသခံတွေကအပြေကိုပြောပါတယ်။ဘူကလေးမြို့နယ်ရေကျော်တိုးကျေးရွာအုပ်စုရွာသားကြီးကျေးရွာမှာအသက်၁၈နှစ်ရွယ်မြို့တတအူကမေလ၈ရက်ညနေ၆နာရီလောက်မှာနေအောင်ဘေးက ချောင်းထဲကိုရေစင်းချိုးနေချိန်မိချောင်းကိုက်ခံခဲ့ရတယ်လို့ဒေသခံတခုကပြောပါတယ်ဆဲဆဲလာဆဲလာတော့အဲ့ချိန်ချောင်းကြီးဘက်လိုအရေကျော်လို့တော့ဘာအဲ့ဘက်ကြီးဆဲလာများတယ်နောက်တစ်ခါပဲလဲဆိုတော့သူဟောကိုကြီးချောင်းဘက်ကြီးအဲ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 ့ဘက်ကြီးအဲ့ဘက်ကြီးဆဲလာများတယ်ကိုကြီးကိုကျွန်တော်တခါဟိုပူတော့ဟိုတို့ဟိုဆိုတာပိုက်ဆက်လက်ဖြစ်နေတော့လေ ။ပိုက်ဆက်လက်ပြည့်စင်တော့ဆိုရင်လေဝင်းလေးကိုဝင်လာအံ့ဩစရာကြီးလေ။အကန်းနဲ့လည်းဝေးတယ်လေအဲ့တုန်းကလည်း။ကန်းလည်းလဲဝေးတယ်သူကဒီအိမ်ဒီလိန်လမ်းမကြီးဒီရွာလမ်းမကြီးရဲ့နောက်မှာလေဝင်းအဲလေဝင်းအနေအကန့်ကျော်မှာချောင်းလူကအစဲပြီးချောင်းလူရှိရအဲ့ဒီကနေပြီးတော့ဒီချောင်းကနေပြီးတော့လေဝင်းလည်းတက်တာလေအဲ့တော့ကလည်းဒါပြင်မေလာနေ့ရက်နေ့ကလည်းဘူကလေးမြို့နေရေကျော်ရွာတာကြီးရွာမှာ အမျိုးသားတအုပ်ရေးစင်ချိုးရမှာမိချောင်းကိုက်ခံရပြီးခြေတော်နှစ်ချောင်းလုံးအယိုးကြောကြည်မွားတန်ရရှိခဲ့တယ်လို့ဒေတာခဏီကပြောပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လရက်ကလည်းဗိုလ်ကလေးမြို့နယ်ပိုက်စလိကြီးရွာမှာလေကွင်းနဲ့ဝင်ရောက်လာတဲ့မိချောင်းကိုဗိုလ်ကလေးမြို့ဘက်ကစစ်ကောင်စီရဲ့တပ်တော်ဌာနကိုပို့လိုက်ရတဲ့ဖြစ်စဉ်တွေလည်းဖြစ်ပေါ်ခဲ့ပါတယ်အခုလိုမိချောင်းတွေလူများနေထိုင်ရာကိုရောက်ရှိပြီးအနေပီရီဖြစ်လာတဲ့ပတ်သက်လို့ဒေတာခဏီတကူကအခုလိုပြောပါတယ် ဆိုင်လာဘောကိုရလာရတဲ့အများကြီးဆိုင်နေစေးချတာတို့တော့ဓာတ်ထိုးတာတို့ဘာလို့ဆိုဒီကောင်ဒီမခံနိုင်လေအာပြင်းလာဘောကိုရလဲဒီချောင်းဒီချောင်းမှာစေးစခုချလိုက်ဒီကြီးတဲ့အရှိရတော့ဝနေလို့မမြင်ရတော့ဘူးကောအမီဂျောင်းဆိုရတဲ့ဝါဒီအစိတ်ကိုတာတော့ခန္ဓာရည်ရှိဆိုသူပေါ့သူသူလို့လောက်အကျွယ်ဥပေါ့သူရှောင်ပြေးတာကိုပြစုံလေးဝမ်းမှာကောက်ထည့်ရုံပဲဥစားဘုကလီမြို့နယ်မေမလာကျွန်တော်ရင်တိတ်ဆန်ပြီးမဲ့တော့ ကတုံကဏီကျိုးဝိုင်းပြင်တရေကျိုးဝိုင်းစတဲ့တဘာဝဒီတော်တွေမှာရေချိုရေငက်ဆက်မိချောင်းတွေကျဆားလေးရှိတာပါအဲ့ဒီမိချောင်းတွေဟာအပီလာကနေဇွန်လထိမေးလက်ကြပြီးဇူလန်နဲ့အောက်ဂုလတွေမှာအတိုက်ပြုလို့ကစက်တင်ဘာနဲ့နိုဝင်ဘာလတွေမှာတပောက်ကြတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီကာလတွေမှာမိချောင်းတွေက လူတွေကိုအနှဲပေးတဲ့ကာလတွေဖြစ်တာကြောင့်မိချောင်းအနှဲကိုတတိပြုလုကန်တွာလာကြရတယ်လို့ဒေတာခန်တွေကပြောပါတယ်